medication ကောင်းနေရတာကောင်းတယ်ကို cholesterol lowering medication cholesterol တာ CO ပေါ်တာနော် CO တော့မှအဲပြောရရင်တော့ CO အများကြီးရှိတယ်နော် CO အများကြီးရှိတယ် CO အများကြီးပါမှာလို့ပြောရဲဆိုတော့ဟိုဒိဋ္ဌာရရတဲ့ CO ရှိတယ်အပင်ရရတဲ့ CO ရှိတယ်နော်ဒိဋ္ဌာရရတဲ့ CO ပါ CO လို့ခေါ်တယ်ဆိုတော့ saturated fat လို့ပြောတယ်ဧဝတိလို့ပြောတယ်နော်အပင်ရရတဲ့ CO ကြတော့ unsaturated fat မပြည့်ဝသေးဘူး။ပြည့်ဝသေးဆိုတာကဘာပြောချင်တာလဲဆိုတော့သူရဲမှာပျော်ဝင်သွားတယ်သူရဲမှာရှိနေတဲ့အစီအစဉ်ပေါ့နော်အပြည့်ဝသေးလို့ပြောတယ်မပြည့်ဝသေးတော့ကမပြည့်ဝသေးဆိုတာကတော့ဟိုကသူရဲမှာမပျော်ဝင်ဘူးသူရဲမှာလည်းမသိဘူးပြီးရင်သူကလည်းကျင်းပြသွားတယ်ပြောဆက်တယ်အဲ့ဘာပါလဲဆိုတော့ပြည့်ဝသေးနဲ့မပြည့်ဝသေးမှာဘယ်ဟာကောင်းလဲဆိုတော့မပြည့်ဝသေးကကောင်းတယ်အပင်တွေကရတဲ့စီကကောင်းတယ်ခန္ဓာကိုယ်အန်နေမပြီးဘူးဟုတ်ပြီနော်ဘာစီမပြည့်ဝသေးကဘာစီလဲဆိုတော့မှနေကြစီလို့နော် တန်မဲ့စီလို့ဟုတ်ပြီနော်။ဒါမခဲတဲ့စီလို့ပြောရအောင်။ဥပမာဒီအောင်းစီလို့ပြင်မာထားလိုက်အေးမခဲပါဘူးလား။ဒီကဲတဲ့ထားလိုက်ခဲပါလား။အဲ့ဒီခဲတဲ့စီကမကောင်းဘူး။တန်မဲ့စီဆိုပြင်မာထားရင်ခဲလား။မခဲဘူး။အဲ့ဒါမခဲတဲ့စီကကောင်းတယ်။အပြင်မာလည်းမခဲဆိုခန္ဓာကိုယ်ရရောက်တဲ့ခါမှာလည်းမခဲပါဘူး။ဟုတ်ပြီနော်။မခဲရပါဖြစ်လဲဆိုတော့ခဲရပါဖြစ်လဲဆိုတော့ခဲရင်သူကျော်တဲ့မှာခဲဝါမှာလို့ဝါမှာသူကျော်ကျင်းဝါမှာပေါ့။ဟုတ်ပြီနော်။လမ်းကြောင်းကျင်းဝါမှာခုနအာသူစကလိုရစ်အဲ့တော့ကလာရိုးဒီလိုပေါ်တဲ့ယောဂါရီရမယ်နော်ဘလုံးကြီးကြောက်ခြင်းပဲနောက်ဆက်လို့ယောဂါရီအများကြီးရမယ်ဟုတ်ပြီနော်ဒါကြောင့် ဒီပြင်ပါလေးကြံ့ညာတယ်အစီလေးရှော့စားကြပါလို့ကြံ့ညာတော့เนาะမြန်မာလူမျိုးအစီစားရရင်များတယ်เนาะအဲသူတို့ကယင်တော့ပါစားကြတယ်ဆိုတော့ယင်တော့တော့ပဲစီလိုတန်းစီလိုစားတယ်เนาะပဲစီနန်းစီတွေကလည်းကောင်းတယ်မဆိုးဘူးเนาะနန်းစီဆိုပိုကောင်းတာပေါ့เนาะပဲစီဆိုတာတော့မှနည်းနည်းရောရတယ်ဆိုရင်တိတ်ပြီးတော့ရင်းကောင်းတယ်လို့ပြောလို့မရဘူးဒါပေမဲ့ပဲသူတို့နန်းစီဆိုတာအပြင်အရရတဲ့အစီလေးဖြစ်တဲ့အတွက် unsaturated fat လည်းမပါဘူးမပြည့်ဝစီပါလေသုံးလို့အန်ရကင်းတယ်လို့တော့ပြောလို့ရတယ်เนาะဒါပေမဲ့သူက acid ရအောင်ဆိုတာအသိမလွယ်ဘူး acid အစိရကဘာလို့လဲဘာဖြစ်လဲဆိုတော့အကုန်ရောတယ်နော်အကုန်ရောတဲ့ကအစိရကိုမလို့ပြောရမှာနော်ကိုကိုရင်ချိန်မှာပဲရတယ်ကိုကိုရင်စုံတဲ့ထက်ချိန်မှာပဲဒါအစိအစိလို့ပဲပြောလို့ရပါဘူးလားဒီမေရောက်နေအစိဆိုအမခံလို့မရနော်အမမကလို့မရဒီပြဿနာနောက်ဆက်လို့ပြဿနာများဖြစ်လာတယ်နော်ဆိုတော့အဲကြောင့်ဟိုအခုခင်မှာပုံများတယ်တော်တော်များတယ်နော်ဒါပေတော့ဟိုချိုးကြတော့အကြောင်းပေါ်ပဲနဲ့သူမက်ဒီကယ်ချက်ကနေနဲ့သွားဆစ်လိုက်တယ်နော်တွေးဆက်ချိုးရယောဂတစ်ခုရှိလို့သွားဆစ်လိုက်တယ်တွေးဆက်လိုက်တယ်တွေးဆက်ပါဆစ်လဲဆိုတော့ il label profile dovrebbe iniziare, no? è la mia label profile, la mia no? Profile, no? è la mia, no? E di male male va con la storia, pare, pure con la storia, con la storia, no? Tiamo, no? E di, no? HD, no? APG, no? Arrivare, capito? No? Arrivare, anche è la mia, con la storia, la mia, no? E di, la mia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 , la la mia, la mia, la mia, la ီနော်အဲ့လိုပြောတာသူသူသိပြန်လို့ပြောတာနော်အိမ်မှာပါတော့သူသူရဲ့သူရောလေးတွေမှာအစီအရမ်းများနေပြီအစီအရမ်းမျိုးရှိလို့ပြောထားတယ်ကောင်းတဲ့စီမကောင်းတဲ့စီဒါပါလို့မကောင်းတဲ့စီလို့ပြောတာနော် HDL ကတော့ကောင်းတဲ့စီလို့ပြောတယ် LDL ကိုလစတရောဒီဒီယူရိုက်တဲ့ triglyceride မကောင်းတဲ့စီလို့ပြောတာနော်မကောင်းတဲ့စီတွေများနေပြီကောင်းတဲ့စီကတော့ပုံမှန်ပဲမများဘူးကောင်းတဲ့စီများရင်တော့ကောင်းတာပါလေမကောင်းတဲ့စီများရင်မကောင်းဘူးပေါ့နော်ဒါတော့မကောင်းတဲ့စီများတဲ့အဖြစ်ထွက်လာတယ်ဟုတ်ပြီနော် အဲ့လိုဖြည့်ထွက်လာပြီးတော့မလုပ်ရမလဲဆိုတော့အဲ့လိုဖြည့်ထွက်လာပြီးအတသောရိုက်ကြည့်လိုက်တယ်အသေးကိုအသေးမှာအစီကိုဖုံးနေပြီနော်ဒါသေးကြသေးသားသေးသေးခန္ဓာကိုယ်ကအစီတွေများနေပြီမကောင်းတဲ့အစီတွေများနေပြီချိန်ရရင်မကောင်းတဲ့အစီတွေသူရောက်ကျင်းအောင်လုပ်နေမယ်သူရောက်ကျင်းနောက်ဆက်ပြီးနှလုံးရောဂါတွေရပါတော့ဟုတ်ပြီနော်သေးကြတယ်နော်အဲ့အနည်းနဲ့များဖြစ်လာတော့ပြီတော့အဲ့လိုတွေ့လာပြီဆိုရင်ဒီလိုဖြည့်တွေတွေ့လာပြီเนาะလက္ခဏာလေးလည်းကြာလာပြီဆိုရင်ဘာဖြစ်လဲဆိုတော့ဒီ cholesterol lowering medication ကိုခေါ်တဲ့အစီချရဲဆိုပြီးเนาะ ေးစားပြီးပေါ့နော်ဒီစားပြီးเนาะအဲ CO2 ရေအများကြီးရှိတယ်ဘာလို့ဆိုတော့ statin လို့ခေါ်တဲ့အုပ်စုရှိတယ်ဒါဒါပြောပြရအောင်เนาะအဲ niacin nicotinic acid ဒါ B3 လို့ခေါ်တယ်เนาะ B3 ဗီတာမင်ဗီတာမင်အုပ်စုတွေမှာပါတယ် niacin acid niacin လို့ခေါ်တယ်နောက်ပြီး cholesterol absorption inhibitor cholesterol အဆီဘောပဲเนาะ absorption ဆိုတာဆုပ်ယူတဲ့ဆုပ်ယူရတော့တားဆီးတဲ့ဆီးပေါ့เนาะဒီကအဆီရောစားတော့စားလိုက်တယ်မှန်တယ်ဒါပေမဲ့စားရတဲ့စီကဦးလမ်းကြောင်းတယ်မဆုတ်တော့ဘူးဟိုကသွေးတွေကမဆုတ်တော့ဘူးเนาะမဆုတ်အောင်လို့တားပလိုက်ပုံမှန်ဆုံးဆုတ်တယ်ဟုတ်เนาะ ဒါပေမဲ့အဲ့လိုသုတ်တော့မဆုံးလို့တောင်းလိုက်တော့အဲ့ဒီဆေးပါအဲ့ဒီဆေးရှိတယ်နော်နောက်ပြီးတော့အဲ့ဒီနှမျိုးပေါင်းတဲ့ဆေးရှိဟုတ်နော်ဒီဆေးရှိနော်အဲ့လိုက်ဆိုကြည့်လိုက်မယ်နော် statin statin inova statin inova statin simba statin simba statin rosuva statin rosuva statin ဟုတ်ပြီလားနော် rosuva statin ကြည့်လိုက်မယ်ဒါ rosuva statin ကြည့်ရအောင်ဟုတ် उसके पास रहते हैं ना अरे मैडम इनो बास रहते हैं इनो बास रहते हैं सिम्बास रहते हैं सिम्बास रहते हैं रोजू बास रहते हैं रोजू बास रहते हैं इनो बास रहते हैं इनो बास रहते हैं सिम्बास रहते हैं सिम्बास रहते हैं रोजू बास रहते हैं रोजू बास रहते हैं रास्ते ओजू रबा ना डा शिक्षा दे रहे नाउ वन निकोटिन ऐसे निकोटिन ऐसे नाया से नाया से निकोटिन ऐसे निकोटिन ऐसे नाया से नाया से निकोटिन ऐसे निकोटिन ऐसे नाया से नाया से cholesterol absorption cholesterol absorption inhibitor inhibitor azidamite azidamite cholesterol absorption cholesterol absorption inhibitor inhibitor azidamite azidamite cholesterol absorption cholesterol absorption inhibitor inhibitor azidamite azidamite Adugajaro, combine, combine, study and study and cholesterol exhaustion, cholesterol exhaustion, azidamide, azidamide, simvastatin, simvastatin, azidamide, azidamide, simvastatin, simvastatin, azidamide, azidamide, simvastatin, simvastatin, study, study, inovastatin, simvastatin, rosuvastatin, nicotinic acid, niacin. cholesterol absorption inhibitor inhibitor acetamide combined sodium and cholesterol absorption acetamide simvastatin ဟုတ်ကဲ့ပြန်ယူကြည့်လိုက်နော်ဟုတ်ကဲ့ပါတွေ့ရပြီဘာဘာသုံးလဲဆိုတော့ပြောပြပါပါလေကိုလက်စတရောချတဲ့နေရာမှာသုံးဟုတ်ပြီနော်ကိုလက်စတရောကြောင့်တော့ဆယ်ပြဿနာဖြစ်လာနိုင်တယ်အဲ့တော့အဲ့ပြဿနာတွေမဖြစ်လာအောင်ကြိုတင်ပြီးတော့ကာဝယ်တဲ့အနေနဲ့သုံးရအောင်နော်အဲ့တော့ခုနကပြောနေလေအဲ့ဒီကတော့ပြောထားတယ်နော် မကောင်းတဲ့ဆီပေါ့နော် bad cholesterol မကောင်းတဲ့ဆီကိုချရတယ်မှာသုံးနော်ချရတယ်မှာသုံးတယ်နော်ဆိုတော့ဟောနောက်ဘယ်ရောမှာသုံးလဲဒါမဖြစ်အောင်လည်းသုံးတယ်ဖြစ်နေတဲ့လူကြဘူးလုံးမယ်ဖြစ်နေတဲ့လူမှလည်းသုံးတယ်ဟုတ်ပြီနော်သူရောကျင်းနေတယ်နော်သူရောကျင်းနေတဲ့လူမှအသုံးပါတယ်နော်ထပ်ပြီးတော့မဆိုးအောင်ဘူးနော်အဲ့တော့စကလိုရိုဒ်ပေါ်တယ်သွေးနဲ့ဆီးကားရောဂါဟိုက်ပါကိုလစထရောလီးမီးယားလို့ခေါ်တယ်သွေးထဲမှာအဆီးများနေရောပါเนาะအသေးပေါ်ကြီးလည်းအသေးတယ်ဟုတ်ပြီနော်ဒီလိုလူတွေမှာလည်းပါဖြစ်တယ်ဒီဆိုသုံးလို့ရတယ်เนาะဒီလက္ခဏာစတဲ့ဆိုတာဈေးသုံးတယ်ဟုတ်ပြီနော်ဈေးတွေသုံးလို့လုံးဝကောင်းတယ်လို့ သွေးစည်းကြည့်လိုက်လို့ပုံမှန်ဖြစ်တဲ့လူမှသုံးသုံးရမှာလို့ပြောနေတာဟုတ်ပြီနော်သွေးစည်းကြည့်လိုက်လို့ပုံမှန်ဖြစ်တဲ့လူမှသုံးသုံးရမှာလို့ဒီလိုဆိုးနေပြီဒီလိုတွေဖြစ်နေပြီဆိုရင်ဒီလိုယောဂတွေရနေပြီဆိုရင်တော့ဒီစီသုံးရဟုတ်ပြီနော်ကောင်းအောင်တော့သုံးရမှာလို့စီထားတယ်နော်ကောင်းအောင်ဒီစီသုံးရမှာလို့နော်ဂျိုရင်ကာဝဲနေနေတောက်ဆရာမှာလို့နော်ဖြစ်မှသုံးရတဲ့ဘောပြောပြတာနော်ဖြစ်ရင်တော့သုံးသုံးဖို့လို့ပြောပြတာနော်ဆိုတော့ဒါလေးသုံးအောင်နော်ဒါပဲဒီကဒီစီတွေပဲသုံးအောင်နော်ဒီစီရလည်းသုံးရရင်တော့တင်းနေသုံးရတဲ့စီတွေမဟုတ်ဘူးနော်လားလည်းချီပြီးသုံးရတာနော်ဒီနေ့ဒီလုံးပေးရတဲ့ဒီခါတော့အနေအထားသုံးက နော်3လောက်ဆက်ရတော့တယ်6လောက်ဆက်ရတော့တယ်3လောက်ပြန်တွေ့ပြန်ဆက်ရတယ်တွေ့ပြန်စီတော့လောကောင်းတယ်ဆိုတော့မလို့ပါဘူးနော်အဲ့ဒီမှာအစီလေးရှောင်းရတယ်စီလေးဆောက်လို့မရဘူးနော်ဒါဒီစီမျိုးလေးလည်းမရဘူးပြပြနော်စီနဲ့အဲ့လိုစားတော့နဲ့တွေ့ပြီးပူရတယ်နော်အဒါတွေကိုတောက်လို့ရဟုတ်ပြီနော်တောက်လို့ဒါပေမဲ့စီမှာပါပါလို့ဆိုတော့အဲ့သူ့ဘဝရှိတယ်စီကစီမျိုးကိုနောက်နောက်ကျမှအဲ့ဒီ flow လေးပြပြစေတမျိုးပါလဲဆိုတော့တောက်မယ်ဆိုရင်ဒီစိကိုဘယ်သူ့ကိုပေးမှာလဲခုနကဒါနော် US လို့ခေါ်တယ်နော် indication နော် indication indication ဆိုတာရှိတယ်ဘသူ့ကိုပေးရဆိုဘသူ့ကိုမပေးရဘူးလဲဆိုတာရှိတယ်ဟုတ်တယ်နော်ပထမပြောခဲ့တဲ့ hybrid group လို့ပြောခဲ့တာပေါ့နော်မပေးတဲ့လူတွေရှိတယ်နော်စိတ်ကိုဒီစိတ်ကိုပေးလို့ရတဲ့လူရှိတယ်ပေးလို့မရတဲ့လူရှိတယ်နော်ပေးလို့ရတဲ့လူကိုပေးပါနော်ပေးလို့မရတဲ့လူကိုသူကပေးလို့မရဘူးနော်အဲ့ဒါကိုစဉ်းစားပါဒီကားလေးပြန်စဉ်းစားဘယ်လိုစဉ်းစားမလဲဆိုတော့ပေးလို့မရတဲ့လူပြန်စဉ်းစားပါဒီစီကိုပေးလိုက်အနေဖြစ်မဲ့လို့ရင်စဉ်းစားဟုတ်တယ်ပါနော်ဆေးကကောင်းကျိုးတဲ့ဆိုးကျိုးကပုံများတယ်လို့ပုံများတယ်ဆိုရင်ဒီစီသုံးလို့မရဘူးနော်ကောင်းကျိုးပဲများမယ်ဆိုးကျိုးများလို့များ เนาะကောင်းကျိုးနည်းနည်းလေးရှိပြီးကောင်းကျိုးကကောင်းကျိုးကအဲကောင်းကျိုးကဟိုနှစ်ခုလောက်ပဲရှိတယ်ဇိုးကျိုးက၈ခုလောက်ရှိနေဆိုရင်မတုံးမတုံးနဲ့နောက်တုံးလို့မရဘူးဒါအဲ့တော့ပြန်ချင်းကြည့်ရမယ်เนาะ risk and benefit လို့ခေါ်မယ်เนาะအဲ့တော့ပြန်ချင်းကြည့်ရပြန်ချင်းကြည့်မှတုံးလို့ရတယ်เนาะအားရှိတယ်အဲ့တော့တုံးရဒီလိုလူမှတုံးရမတုံးတဲ့လူတွေကရှိနေတယ်ဟုတ်ပြီเนาะမတုံးတဲ့လူတွေရှိနေတယ်မတုံးတဲ့ဘယ်လိုလူတွေလဲဆိုတော့ဥပမာဆိုရင်ဒီမှာ liver and kidney မကောင်းတဲ့လူတွေဟုတ်ပြီเนาะပြောပြီးပြောပြရတော့ အသေးနဲ့ကြောက်ကမကောင်းဆိုရင်ဒီဆေးတရားပါလို့ဆိုတော့အသေးနဲ့ကြောက်ကိုထိခဲ့တယ်နော်ဆေးတော်ဘင်းကဘာကြောင့်လဲဆိုတော့အသေးမှာခြေဖြတ်လို့ပြောတာဟုတ်တယ်နော်ဆေးတော်ဘင်းအသေးမှာခြေဖြတ်တယ်နော်အသေးမှာခြေဖြတ်တယ်ဦးလည်းကြောင့်ဆိုလို့အသေးမှာခြေဖြတ်တယ်ကြောက်ကဆုံးထုတ်လို့ပြောတာနော်ပြောတာပြီအသေးလည်းမကောင်းလို့ကြောက်ကလည်းမကောင်းလို့ပြောတယ်ဒီဆေးတရားအဲ့တော့အကျဉ်းများလာလိမ့်ဟုတ်ပြီနော်ဒါဆိုဒါဆိုရင် general rule ရမကောင်းဘူးနော်မကောင်းဘူးအဲ့ကြောင့်နော်ဟုတ်ပြီအသုံးတယ်လို့မသုံးတယ်လို့ရှိပါပြီနောက်ပြီးတော့ ဆိုင်ဆက်ဆိုတာရှိတယ်ဘီလိုဆိုဂျူခေါ်ပြီးတော့ဆေးထဲမှာဘီလိုဆိုဂျူရှိတယ်နော်ဘီလိုဆိုဂျူရှိတယ်တာမန်တာမန်ဘီလိုဆိုဂျူတွေကတော့ဘယ်ဆေးမဆိုဥမာဘာဖြစ်လဲဆိုတော့မိုးရမော်ရပြုတ်တဲ့အန်နဲ့နော်ခေါင်းကိုက်တဲ့ကိုလက်ကိုက်ခဲ့တယ်ဒါကတော့ဆေးလိုမျိုးဖြစ်တဲ့တယ်ဒီဆိုင်ဘက်တွေကဆေးထဲမှာရေးထားတယ်ဆေးထဲမှာရှိပြီးသားဒါပေမဲ့ဖြစ်တဲ့လူကဖြစ်တယ်မဖြစ်တဲ့လူမပါရာဆီမောတောက်လိုက်တယ်ပါရာဆီမောမှာဆိုင်ဘက်ရှိရပဲဒါပေမဲ့ဖြစ်လာမဖြစ်ဘူးနော်ဆိုင်ဘက်ကဖြစ်ချင်မှလည်းဖြစ်တာနော်ချိုးရလည်းဖြစ်မှချိုးရလည်းမဖြစ်ဘူးအဲကြောင့်ဈေးမတက်ဘူးဆိုတော့ပေါ်လာတာလေချိုးရတော့ဒါကလူတော့လိုက်အင်ဂျင်တွေထတယ် ဟိုစိတ်မတည့်တာဖြစ်တယ်ကျွတ်ကျွတ်ရပါဖြစ်တယ်ဘာမှဖြစ်ဘူးလေအဲ సై ဘ်စီရဲမှာတော့ సై ဘက်ရှိရမှန်မယ် సై ဘက်ကဒီလူမဖြစ်ချင်းဖြစ်တယ်မဖြစ်ချင်းမဖြစ်ဘူးလို့ပြောနော်ဒါပေမဲ့ సై ဘက်ရှိရဆိုတာသိထားမယ်နော်ဒါကြတော့ဘာဖြစ်လဲဆိုတော့ဒီစိတ်တွေကြတော့ဒီကဘာလဲဆိုတော့အချို့စိတ်တွေကိုပြောရရင်ဒီမှာ cholesterol absorption inhibitor လို့ခေါ်တယ်အဲဒီတမိုက်ဟုတ်ပြီနော် cholesterol ဆုတ်လာတားလိုက်တာနော် CO မဆုတ်အောင်တားလိုက်တာဒါပေမဲ့ဒါတားလိုက်တာအမှန်နဲ့ CO ဆုတ်မလာဘူးဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ဥပမာ เนาะဘာဖြစ်သွားလဲဆိုတော့ဥပမာငါးပိတ်ထားရင်ဖုံဝင်လာဒါမဲ့လေးဝင်လာဟမ်လေးမဝင်တော့ဘူးလေဖုံလဲမဝင်လေပြလေးကလေးတော့လိုချင်ဟုတ်တယ်မလားเนาะလေးလိုချင်ဖုံလဲဝင်ခံပါပဲဟုတ်တယ်เนาะဖုံဝင်ရင်လေးဖုံဝင်ရင်တော့ပိတ်ထားတယ်လေးလည်းမရတော့ဘူးအဲ့ဒီဘောပဲเนาะဒီဘောအကောင်းဆုံးဆိုပြတွဲပါနေဆိုပြပြရတယ်ဟုတ်ပြီเนาะဒါတော့အစီတော့အစီကိုတားလိုက်တော့အစီတော့မရောက်လာတော့ဘူးဒါမဲ့ဘာအကောင်းဆုံးပြတ်သွားလဲဆိုတော့အစီထဲမှာပြောင်းဝင်တဲ့ဗိုက်တာမင်တွေရှိတယ်เนาะ အစီအစဉ်မှာပြောမှာဗိုက်တာမှာ first solve ဗိုက်တာမှာဒါအစီအစဉ်အစီအစီအစဉ်ရခွက်လေးရှိတယ်ဗောလေသူအစီအစဉ်ရစားစားလေးရှိတယ်ဗောနော်ဒီလိုမှာပြောရတဲ့ဗိုက်တာမင်းလေးရှိတယ်ဒီစီကိုကမစားတော့ဘူးဆိုရင်တော့အစီအစဉ်ဖြစ်တဲ့ယောဂရဲ့အနေကင်းသွားတယ်ဒါပေမဲ့ဒီစီကနေပါလာမယ့်ဗိုက်တာမင်းလေးကိုရှိရောက်ရောက်မလားမရောက်တော့ဘူးလေယူလေမရောက်တော့တော့လားအစီတော့ပြောရတဲ့ဗိုက်တာမင် ADDE ကနော်ဗိုက်တာမင် A ရှိတယ်ဗိုက်တာမင် D ရှိတယ်ဗိုက်တာမင် E ရှိတယ်ဗိုက်တာမင် K ရှိတယ်ဟုတ်ပြီနော်ဒီဗိုက်တာမင်ကိုရှိရောက်မလာတော့ဘူးဟုတ်ပြီနော်ဒီဗိုက်တာမင်တွေမှာအသုံးကျတာအများကြီးရှိတယ် ဘယ်လိုတော့အများကြီးတယ်ပါဗိုက်တာမင် A ဆိုရင်အသားရေကောင်းအောင်လုပ်ပေးတယ်ဟုတ်ပြီနော်ဟုတ်ကလေးတွေမှာစက်မြက်တင်ယောဂါတွေပါဖြစ်တယ်ဆိုတော့ဗိုက်တာမင် A အားနဲ့လုပ်ဖြစ်တာနော်ဗိုက်တာသူ့လိုဗိုက်တာမင် A တွေတိုက်ပြရတယ်နော်ဗိုက်တာမင် A တွေမကောင်းတာဖြစ်တယ်ဗိုက်တာမင် D မကောင်းတဲ့အယူတွေနည်းလာရင်အယူတွေအယူပွာလာမယ်အယူတွေကျွတ်လာမယ်နော်အဲ့ဒါကြည့်ရင်ပိုသိတာနော်ဗိုက်တာမင် D နဲ့ဖြစ်လာဗိုက်တာမင် E တွေဗိုက်တာမင် K တွေနဲ့တွေးတွေးထွက်တာလွယ်လာမယ်နော်တွေးခင်အောင်လုပ်ပြတဲ့နေရာမှာပြောခဲ့ပြောခဲ့တာမှာဗိုက်တာမင်ကြီးပါတယ်လीဟုတ်ပြီနော်ဗိုက်တာမင်ကြီးပါတယ်တွေးခင်အောင်လုပ်တဲ့နေရာမှာနော် ဒါတွေလိုတယ်ဒါသွေးထွက်တာလိုရတာလိုက်နော်အဲ့တော့ဒါတွေကြတော့မဆုပ်ယူနိုင်တော့ပါလေဒါနဲ့ပတ်သက်တဲ့ဟာတွေချုပ်တယ်လားဟုတ်ပြီနော်အဲ့တော့အဲ့လိုချင်းတွေကသူတက်တက်တောက်မှရမယ်ဟုတ်ပြီနော်အစီတော့မစားတယ်ဘာသူကပြောနေတာနော်အစီတော့မစားဘူးဆိုရင်တော့အစီထဲမှာဗိုင်ဗိုင်တမင်မရဘူးမရဘူးဆိုရင်တက်တက်သာတောက်ပြီးတော့ပွဲကြီးတောက်တယ်ဗိုင်တမင်ပါလေးစီတောက်ပေါ့ ADEK ပါလေးစီပဲတောက်ပေါ့ဟုတ်နော်အစီတော့မစားရလေနော်အစီစားရတဲ့ဆိုတော့ဒါတွေပါလာမှာပဲနော်အာဒီဒီစီဝယ်တော့ဆရာမလို့တော့ဟုတ်ပါတော့ဒီဗိုင်တမင်တွေရလာမယ်ဒီအချိုးလေးတွေကိုခံထားရမယ် ဒါပေမဲ့ဘာဖြစ်လဲစီစီများလာတယ်သူကအနေလို့ရကျင်းတာဖြစ်လာအောင်နော်ကောင်းကျိုးတဲ့ဆိုးရိုးတာတွဲနေတာဖြစ်ပြန်ဟုတ်နော်အမြဲတမ်းတွဲနေဆိုတော့ဒါချင့်နေမျိုးလို့ပါနော်အဲ့လိုရှိတယ်နော်အဲ့လိုဖြစ်လာတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီဆေးရဘာလဲဆိုတော့နောက်ပြီးတော့ interaction ဆိုတာရှိတော့ဘူးเนาะခုနပြောခဲ့တဲ့ indication တောင်းရလို့ရှိတယ်မတောင်းရမယ်လို့ရှိတယ်ဘေးတော့ဆိုးရိုးရှိတယ်နောက်ပြီးတော့ဆေးဝါးဓာတ်ပြုတ်မှုဆိုတာရှိတယ် interaction ဒီဆေးရနဲ့ခြားဆေးနဲ့ဓာတ်ပြုတ်လာရှိဒီဆေးနဲ့အစာတောင်းနဲ့ဓာတ်ပြုတ်လာဆိုတာရှိတယ်เนาะ တဲ့ဈေးနဲ့စားသလုံးမတည့်တာရှိပါတော့မလားနော်ဒီဈေးနဲ့စားတော့တွဲစားလို့မရတာရှိတယ်အဲကြောင့်ဈေးဈေးကန်လာတော့ဆင်ပါလေဆရာဒီဈေးနဲ့ကျွန်တော်တို့အစားနဲ့ကြွေးတောင်းမလားအစားနဲ့ခွာတောင်းမလားဒီဈေးနဲ့ဘာလည်းမတည့်ဘူးလေဘာလို့မေးကြရမလားနော်မတည့်တာရှိတယ်တည့်တာရှိတယ်နော်ဆိုတော့မတည့်တာဈေးထားဖို့လို့နော်အဲ့လိုမတည့်တာသွားပြီးတော့တောက်လိုက်တဲ့အခါကျရင် W ဘယ်ပြင်းထန်တယ်အနည်းရရှိတယ်နော်ဘာဒီစရဘာနမဲ့တော့ဒီက grape fruit လို့ပေါ့နော် grape fruit grape fruit ဒီမြန်မာနိုင်ငံမှာတော့အချို့အသိအချို့အသိမသိဘူးနော် grape fruit ဆိုတာဗာတံပြားကြီးနဲ့တူတယ်နော် အယေရှုရဲ့ရှောက်တိလိုတစ်မျိုးပဲเนาะရှောက်တိတစ်မျိုးပဲเนาะရှောက်တိတစ်မျိုးဗိုက်တမင်စီအများကြီးပါတယ်သူကအားလည်းတောက်ကြတယ်เนาะဗိုက်တမင်စီအများကြီးပါတော့သူကကျန်းမာရေးအတွက်ကောင်းတယ်เนาะဒါပေမဲ့ခုကံခုကံစနစ်အတွက်သူကအထောက်အပံ့ပြုရဖြစ်တဲ့အတွက်တောက်ကြတယ်เนาะဒါပေမဲ့အဲ့ဒီ grapefruit သီးနဲ့ဒီ Aerobus တန်းနဲ့တွဲပြီးတောက်လို့ရတယ်တောက်လိုက်ဒီလိုဆိုပြီးဖြစ်လာတယ်ဘာဘီလိုဆိုပြီးတော့သူကကျွတ်သားတွေကိုက်ခဲ့တာเนาะ muscle ဟောပေါ့ muscle spell muscle necrosis လို့ခေါ်တယ်เนาะ retromyolysis လို့ခေါ်တယ်ကျွတ်သားတွေမှာလည်းပျက်စီးတာပေါ့เนาะပျက်စီးတယ် အညုံမဲလေးဆွဲတယ်အတွေ့ရှိုးတယ်ဆိုတော့ပြဿနာဖြစ်လာတယ်ဟုတ်ကဲ့နော်အဲ့အဲ့တဲ့ပြင်းထန်ပုံပြဖြစ်နေတာပေါ့နော်အဲ့တော့ဒါနဲ့တွဲပြီးတော့လုံးဝတောက်လို့မရဘူးနော်တွဲတော့လာရင်ပိုဆိုးသွားတယ်ဟုတ်ကဲ့ဒါရပြီနော်ဟုတ်ကဲ့ကိုလက်စတရောထားရဲ့ဒီအောက်ဆီဂျင်အများရှိတယ်အများတော့လည်းသုံးတာဒါပဲနော်အီလိုဘတ်စတက်တင်ဒရူးစ်ဘတ်စတက်တင်နော်ဒါလေးသုံးရနော်ဟုတ်ကဲ့တက်တင်နဲ့ပါလဲဟုတ်ပြီနော်ဒီလိုပေါင်းဖို့နော် မျိုးလည်းပေါင်းသုံးလို့ရတယ်အဲဒီ domain နဲ့ semester နဲ့ပေါင်းသုံးတယ်နော်ဒါတော့ကဘာကြတော့ဘာလဲဆိုတော့ cholesterol ရှိ cholesterol တွေဝင်ရောက်တားလိုက်တယ်သူကြတော့ဘာဖြစ်လဲရှိတဲ့ cholesterol တွေကိုချိန်ပစ်လိုက်တယ်နော်ရှိတဲ့ cholesterol တွေကိုနည်းအောင်လုပ်လိုက်တယ်အဲနည်းသွားတော့သူကအဲ့လိုမျိုးပဲဒါကြီးပဲတောင့်နေလို့ဆိုရင်တဘောကအူအူအစာရစားအစီရစားနေတယ်များအစီရဝင်နေမှာတော့ဟုတ်လားတရားပရမအခုခန္ဓာကိုယ်သူရတော့မှတရားလောက်ရှိရဆိုပါလို့စီပမာဏနောက်တစ်တရားထပ်သာ200ဖြစ်မယ် ပုံပေါ်တရားလောက်ပဲခြေနိုင်တယ်နောက်တရားထက်ခြေနောက်ထက်ခြေဟုတ်တယ်အဲ့လိုဖြစ်သွားတရားလောက်ရှိရနေတာမှာနှစ်ရာမပြောင်းလို့ကတားရတယ်ပေါ့ဟုတ်တယ်ဒါဆိုတော့အဲ့ဒီအောင်ခြေနိုင်ကြနော်အဲ့လိုအမှုပေါင်းလိုက်တာနော်အမဆုံးအောင်လဲတားလိုက်တယ်အရှိကတော့လဲဆိုတော့ခြေထွက်လိုက်တာပေါ့နော်အဲ့ကြတော့နေသွားတာပေါ့နော်